ားပါရှင်စုလီဒီနေ့ဖတ်ပြမှာကတော့စာရေးဆက်မလုံးမဤအသေးကွဲအောင်လမ်းမှဝိတ္ထုလူဇက်လန်းလေးထဲမှာအခန်း20ဖြစ်ပါတယ်။နားဆင်ခံစားပြကြပါအောင်ရှင်။အခန်း20ပုံပမာနှစ်ဘူးကိုကျယ်စင်မြက်မြက်နူနူနန်းဆိုင်သွားသောပုံရိပ်များက မျက်လုံးတွေကပျောက်ပြက်မသွား။ဟန်ဆောင်တာပဲအဲ့လောက်ပြင်ဖို့လိုသလား။ နေလေကမြို့ကျော်လူပြောလိုက်သောစကားတွေနဲ့တိုက်ဆိုင်ကြည့်တော့ရင်ထဲမှာဒေါသမီတို့ထအုံးအုံးလောင်ကျွမ်းကနေမထိထိုင်မသာပုံပမာတိုက်ပေါ်တက်လာတော့ချက်ချင်းမေးကြည့်ဖို့ပြင်လိုက်သေးပြီမဲ့ဖေဖေရောမေမေရောရှိနေတာမို့ကျိတ်မိတ်မျိုးတိတ်ကဆင်ခြင်နေရသည်ကျဲစင်ကိုမေးမကြည့်သေးလို့မသေးကြသေးတာကြောင့်လဲဟုံးတိုင်းကျဲသွေးစုဖို့မဖြစ်သေးပါ ပုံပမာရေချိုးတာခမင်းစားတာ အားလုံးပြီးလို့ညအိယာဝင်တဲ့အထိစိတ်ရှိရှိစောင့်ရသည်အင်ဒရီပြက်လာအောင်မပောက်ခွဲဖို့လဲတတိထားရ၏တကယ်ဆိုပုံပမာကအသေးခွဲခံရဖို့ကျေစင်ချစ်သူ ဖြစ်နေတာကိုသိမှမသိတာကျေစင်ကသာတကယ်မချစ်မိဖို့လိုအပ်တာတကယ်ချစ်မိသွားလဲကျေစင်မှသာအပြစ်ရှိသည်ဟင်နေမအိတ်သေးဘူးလားပန်တာ အေးနင်ကရောဒီနေ့မှဘာလို့အိယာဝင်နောက်ကျနေတာလဲဝရန်တာကနေဖိဖိစီဖုန်းခေါ်ကြည့်နေတာဟာရုံဖုံရောဖိဖိလက်ကင်ဖုံရောလုံးဝခေါ်လို့မရဘူးအရင်ပတ်တွေကဆိုဖိဖိကပဲဖုန်းဆက်ခေါ်တာတခြားအရေးကြီးအကြောင်းကိစ္စတွေရှိလို့မဆက်တာနေမှာပေါ့နင်ကလေတခါတလေမဆက်တာကိုဘာလို့အကဲပူပြီးမရမကခေါ်နေရတာလဲဒါနဲ့ညနေကကြည်စင်အိမ်ပြန်လိုက်ပို့တာလားမတိဟန်ဆောင်မီတော့ပုံပမမျက်နာ ရှက်သွေးဖြန့်လျက်ပြုံးယောင်တန်းသွားသည်အိယာကရင်ဘော်ကဝက်ဝွန်ရုပ်ဖက်လုံးကြီးကိုလည်းခတ်တင်တင်ဖက်ဤကျဲစင့်ကိုပုံပမာဆွဲလန်းတက်မှတ်နေတာကတော့တီချသလောက်ဖြစ်နေသည်ဖြတ်တောက်ပြည့်စဲဖို့အချိန်ကောင်းပဲပေါ့သူမိသားစုကနှူးတင်းမှုရှိပါတယ်မောင်လည်းပြောင်းလဲလာတာတော့အမှန်ပဲဒါပေမဲ့အတိုင်းတာတစ်ခုကြီးတော့အမောင်ကိုစောင့်ကြည့်ရအောင်ပဲထင်တယ် လူတလောက်ပုံအပ်ပြီးဒီအထီတောင်စောင့်ကြည့်အောင်မလားဟုမေးပြလိုက်ခြင်းသည်ရှင်တဲကတောင့်တတတ်မှတ်မှုမရှိပဲဘေမိမကတက်ဆိုင်မမတ်အနန်းခံပါလေမိကွန်းတွေကို ရှင်ထဲမှာသူ့အောင်ပြီးပန်တာထိငော့စွာပြုံးလာ၏သူ့အိမ်နဲ့လည်းအဆင်ပြေတယ်နင်တို့ချင်းလည်းဒီလောက်တတွဲတွဲပတ်သက်မှုရှိနေတာစောင့်ကြည့်ဖို့လိုသေးလို့လားသူ့စိတ်ကိုလိလာုံတတ်တတ်နဲ့မြဲတွေ့ကျင်နေတာတော့မဟုတ်ပါဘူးနော် အဲ့ဒီအတွက်ကြောင့်အကြောင်းပြချက်တိတ်မရှိပါဘူးမောင်ငုံကမချစ်ဘူးလို့ပြောတာမှမဟုတ်တာဒါဆိုဘာအတွက်စောင့်ကြည့်နေဦးမှာလဲဟိုအဲအဲ့ဒါကပြဿနာတွေနဲ့မျက်နှာလွဲနေတည်နာတော့စိတ်လိုလဲရချစ်ခဲ့ပြီးမှရှက်ကိုရှက်ကန်းစင်ကြယ်နေတဲ့တက်တည်လုံနေပါနဲ့ဟာငါ့ကိုဝန်ခံလိုက်လေနင့်ချစ်တွေရော့မသွားပါဘူးငါကတော့ကျဲစင်ကိုနင့်အရန်ချစ်နေပြီလို့ထင်နေဟင် ပါဘာလို့ထိပြသွားတာလဲလူသိမခံချင်တဲ့အကြောင်းတွေရှိနေလို့လားမမဟုတ်ပါဘူးပုံပမာဘာကိုတိကျောက်နေတာလဲမခံမနိုင်တော့လဲပန်းတာကတော့တစ်ဖက်သက်ယုံကြည်မှုတွေဖြင့်မနှက်ဖြန်ကြည်စင်နဲ့တွေ့ကြည့်ဖို့ဒီနေ့ညတညလုံးအဲ့လိုမပြောနိုင်ဖြစ်နေရသည်ကြည်စင်ဘလို့ဖြေမှာလဲပုံပမာကို အသေးခွဲဖို့အသေးချာနေပြီးပြောရင်တော့ ပန်တာပျော်နေမိမှအမှန်ပင် မျက်လုံးတွင်မှီမိမိရပဲညတာရှိကိုကြော်ဖြတ်ရတာပင်ပန်းလာသည်အိယာကနိုးထပြီးမနှက်စာစားပြီးချိန်မှာပင်ပုံမမဒီနေ့တင်တန်းကိုတက်စီနဲ့ဒိုးလိုက်တော့ငါကိစ္စလေးရှိလို့ကားယူပြီးအိမ်ကဆော့ထွက်လိုက်မယ်ဖြစ်တယ်မဟုတ်လားအော်အေးဖြစ်ဖြစ်ပါတယ် ဖက်သူနဲ့သွားတွေ့မှလဲဘာကိစ္စလဲမေးလိုက်ခြင်းပေမဲ့ဒေါ်လီမျက်လုံးပြူးကြီးနဲ့မျက်ခုံပင်ကြည်နေတာမို့ရေငုံနှုတ်ပိတ်ငြိမ်နေလိုက်ရသည်မောင်နဲ့သွားတွေ့ပြီအခြေအတင်ပြဿနာတွေဖြစ်နေမလားလို့ပါကားတော့တွဲယူကထွက်သွားသည့်ပန္ဒကိုကြည်ကရင်တွေမောနေ၏အခုတလောရက်တွေမှာပန္ဒမိကွန်းတွေကတမယူကြမဟုတ်သည့်အထူးဆန်းတွေမဟုတ်ပါလား ငါသမီးကားယူသွားလို့ညီမျက်နှာညှိုးသွားတာမဟုတ်ပါဘူးနော်။မမဟုတ်ပါဘူးဒေါ်လေးရဲ့။အခုပုံမုံကောင်းမောင်းတက်နေတာတော့ကို့ကားပဲဆိုပြီးဘယ်နှခါယူမောင်းဘူးလို့လဲ။ဘာညီကကောင်းမောင်းတက်နေပြီ။ဘယ်မှာသွားတင်တာလဲ။ဘယ်ချိန်တုန်းကလဲ။ဒီလိုပါပဲတင်နှန်းပြန်ချိန်ညီမတငယ်ချင်းတယောက်တင်ပေးတာပါ။အော်တင်နှန်းတူတက်နေတယ်ပန်းသားလည်းတည်နေမှာပေါ့။ ငါ့အော်တော့မပြောကြပါလားဒီသမီးနဲ့လည်းခက်ပါတယ်မင်းအေဒီလောက်ပြောနေရတာ။ကဲဘာရီဆူညံဆူညံဖြစ်နေတာလဲကွာအလုတ်သွားခံနေရင်အဲ့လိုဆူညံနေရတော့ရောအဆင်မပြေဖြစ်နေတာ။တခါမှမလုတ်ဘူးမပေါက်ကွဲဘူးတော့ဥအောင်မြင့်ကျွဲကစပွဲကုံကိုဒုံကနေထူ၍អော်လိုက်တာမို့ဒေါ်တင်မီထက်ရော ပုံပမာပါမျက်လုံးပြူသွားကြသည်။အခြေအနေမကောင်းတာမို့ပုံပမာ တာတာလေးရှောင်ထွက်လာခဲ့၏ရှင်ရဘာဖြစ်တာလဲဒါဘာချိုးလဲကိုအောင်ရှင်သူမပြောလို့မကျေနပ်တာလားမကျေနပ်တာကျေနပ်တာငါဘာပြောနေလို့လဲတကယ်ကိုအလောက်ကိုင်းတွေအဆင်မပြေဖြစ်နေတာမင်းတို့မိန်းမတွေကဘာမှအလိုက်ကန်းစုမသိအဆူညံဆူညံနဲ့ဟွန်းအလောက်ကိုင်းအဆင်မပြေတာတဲ့လောင်းကစားကြွေးတင်လို့ရှင်ရမ်းနေတာလို့ဝန်ခံစမ်းပါဘာတင်မီထက်ကိုနားလပိန်လုံးမိန်းမလို့တော့မထင်လိုက်နဲ့ အကိုလှုပ်တတ်သူထောက်ပံ့မှုနဲ့လူလူသူသူဖြစ်လာတော့အရင်ကအကျင့်တွေပြန်ပေါ်လာပြီမဟုတ်လားကုမ္ပဏီမှာကိုကရှက်ရအနည်းဆုံးဆိုပေမဲ့ဘာလို့ဘယ်လိုလုပ်တယ်ဘယ်လောက်အမျက်ဆုံးကြံ့နေဆိုတာအိမ်မှာနေရဆိုပြီးမသိဘူးလို့တော့မထင်လိုက်နဲ့ကိုအောင်အခွန်ကြီးကြံအောင်လုပ်ပြလို့ကတော့ရှင့်ကိုပေါင်းသိနေတော့မှမဟုတ်ဘူးဒေါ်တင်မီထက်ပွဲတန်းပြီဆိုတော့ဥအာမြင့်တယ်ငကူလိုပင်ငြိမ်ကုတ်သွားရ၏တကယ်လဲကိုကမှားနေတာ လောင်းကစားကိုဟိုးအရင်ကတည်းကဝါသနာပါခဲ့တာမို့အခုလိုလူကုန်တန်တွေနဲ့ပေါင်းမိလာတော့ကြေကြီးဝါကြီးဖြစ်လာကငွေအရင်ဤထဲကတော့ဆုံရှုံမှုတွေရှိလာသည်တော်ယုံတန်ယုံဒေါ်တင်မီထက်မသိအောင်ဖုံးကွယ်ထားနိုင်ပြီမဲ့ခုတော့စီးနေသောကားပင်ထိုးအပ်ရတော့မလို့ဖြစ်လာ၏အကိုကြီးပြန်လာရင်တော့အတူအကြောင်းပြောမျက်ရည်ကန်ထိုးလင်းအစဉ်ပြေနိုင်သည်ဒါပဲလေအဲအလောက်သွားတော့မလို့ ရှောင်းထွက်ဖို့ပြင်လိုက်သည်နှင့်ဒေါ်တင်မီထက်ကလက်ကိုစောင့်ကနေဆွေကပြန်ထိုင်ခိုင်း၏။စကားပြောလို့မပြတ်သေးဘူးလေ။ကျွေးရဘလောက်တင်သွားပြီလဲ။ကုမ္ပဏီမှာရှင့်ကိုထည့်ပေးထားတဲ့ငွေရင်းထဲရောပါနေပြီလား။အများနဲ့လောက်တာဆိုတော့နည်းနည်းပါးပါးပဲထုတ်သုံးရပါသေးတယ်။အပြင်ကဆွဲသုံးထားတဲ့သိန်းတစ်ထောင်ကျော်ကကျွေးဘူးဖြစ်နေတာ။အမလေးသိန်းတစ်ထောင်ကျော်ဟုတ်လား။အခုနေတဲ့တိုက်ခန်းတဲ့ကားကိုထိုးဆက်ရတော့မှာလား။ ကျမတို့မှာသမီးလေးမွေးထားတာကိုအောင်ရဲ့အချက်တကယ်အကျိုးနဲ့ဖြစ်ရတော့မလား။မော်ပြီးချမ်းမာသီးပင်စားပင်စိုက်စားရမယ့်အခြေအနေမျိုးတော့မနေနိုင်ဘူးနော်။အဲ့လိုမဖြစ်အောင်အကိုကြီးစီဖုံးလန်းဆက်ပြီးကို့ဘာသာအဆင်ပြေအောင်ကြည်လောက်ပါမယ်မေရဲ့သိစိတ်ဘူးမနေပါနဲ့။စိတ်မဘူးလို့ဖြစ်မလား။ရှင့်ကိုကရော အခါခါတရားကြည့်ဘူးပဲရှိပါတော့မလဲ။အရင်နီးထောင်ပေးတယ်၊နေစရာတိုက်ခန်းဝယ်ပေးတယ်၊စီးစရာကောင်းဝယ်ပေးထားတယ်။ ီထက်ကြီးပွားတို့တောင်ရှင်ပါလို့လေအဆင်ပြေမယ်ကြရင်ဒီလိုပဲလောင်းကစားနဲ့ကုန်ကုန်သွားတာတော်ပါတော့ကွာပုံမှန်မှကြားလို့အကိုကြီးကိုတိုင်ရင်ပြဿနာတက်နေပါဦးမယ်ကိုလည်းဒီတခါတော့ဆင်ញင်တော့မယ်လို့တေချာနောင်နာတွေရပြီးဆုံးဖြတ်ပြီးပါပြီဟွန်းနောင်တာတဲ့ဘာနောင်တာလဲလူသာတည်သွားမယ်လောင်းကစားဖို့ကတော့ဘယ်တော့မှတည်မှာမဟုတ်ဘူးမြမြသုံးချင်မြမြရှာနိုင်အောင်ကြိုးစားတိလား လေကားထစ်တွေကို ပြေးစင်းလာခဲ့သည့်အထိဒေါ်တင်မီထက်ရဲ့ညူစုမှုတွေက ခုံပေါက်လိုက်လာသည်ဒီမိမဒီလူတွေပောက်ကွဲအော်ဟစ်မယ်ဆိုတာသိသိချင်းနဲ့ကိုကမစင်ကျင်နိုင်ခဲ့တာအကိုကြီးဆုံးမသွန်သင်ခဲ့တာတွေနားဝင် နားလေတော့လေဗီဇဘူပါလာတော့အပေါင်အသင်ကောင်းလေမနေနိုင်ဒီတခါတော့တော်တော်လေးအထီနာကအကျွေးတင်သွားတာမို့သွေးပြက်လောက်အောင်ထိတ်လန့်တုံလုံးမိဤ ဘာလုပ်ရမလဲဘယ်လိုဖြေရှင်းရမလဲအခန်း20ကိုဒီမှာပဲရက်နာခွင့်ပြုပါရှင် အခန်း21ကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်နားဆင်ပြီးခဲ့ကြသူ တူတူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်